မင်္ဂလာပါလို့ဥစွာအားလုံးကိုနှုတ်ခွန်းဆက်တာလိုပါတယ်ကျွန်တော်ကတော့အထွေထွေဘုသုဒ္ဓထက်ဘာသာတရားဆိုင်ရာဘုသုဒ္ဓလေးကိုအနည်းငယ်ပြောပြချင်ပါတယ်ကျွန်တော်နာမည်ကတော့ရွှေပေးဖြစ်ပါတယ်ဘောနော်ဆိုတော့ဒီနေ့ပြောပြဖြစ်တဲ့အကြောင်းကတော့ဒီအပိုင်းအင်တာနက်ကို ဖွင့်လိုက်တဲ့အခါမှာမိမိကိုယ်ကိုယ်ရာကိုရွေးချယ်တဲ့အခါမှာမိမိကိုယ်ဝယ်ရာအရှင်ရဲ့မိဘမျိုးရိုးကိုပြန်လေ့လာဖို့လိုသေးတယ်ဆိုပြီးတော့သူကပြောထားသလို သူကိုကိုရအရှင်ရဲ့မျိုးရိုးဟာအရှင်ဘုရင်နေဖြစ်တယ်လို့ထိုအရှင်ကလည်းမင်းသားလေးဖြစ်ခဲ့ဘူးတယ်ဆိုပြီးတော့မှဝေမျှထားတယ်။အဲဒီတော့ကျွန်တော်အနေနဲ့လည်းအာဘုသူတော်ရှိဖို့အတွက်ဒီအကြောင်းအရာလေးကိုဝေမျှဖို့ရဖြစ်လာခြင်းဖြစ်တယ်။အထူးသဖြင့်တော့ဘာသာကြီး၃ခုပေါ့။ပထမအဦးဆုံးကတော့ခရိယံပေါ့နော်။ခရိယံဆိုတော့သခင်ယေရှုသာမပေါ်ထွန်းခဲ့ဘူးဆိုရင်ခရိယံဘာသာဆိုတော့ပေါ်ထွက်လာမှာမဟုတ်ဘူးလို့ပြောဆိုတဲ့အတိုင်းပေါ့။ အဲ့တော့တခင်ယေရှုမျိုးရိုးကိုပြန်ကြည့်တဲ့အခါမှာသူကတကယ်ရှင်ဘုရင်တထေးတကြွမျိုးရိုးမဟုတ်ပါဘူးလက်သမားဖခင်ရဲ့ဒါပဲဖြစ်တယ်။ဖွားမြင်တဲ့မြို့ဟာလည်းမြို့ကြီးပြကြီးမဟုတ်ပါဘူးမြို့ငယ်ဖြစ်တဲ့ယူရာပြည်ဘဲလင်မြို့လင်းဖြစ်တယ်။ပြီးတော့မှတကယ်ဟိုလူမျိုးကြီးလည်းမဟုတ်ဘူးပေါ့နော်သူတို့ကယောမရရဲ့အုပ်ချုပ်မှုအောက်မှာရောက်နေတဲ့ ဂျူးလူမျိုးဒီနေ့ကဘာပေါ်မှာလူတွေအမုန်းခံဆုံးလူမျိုးထဲကဖြစ်နေတယ်ဆိုတာလည်းသိရတယ်။ဖွားမြင်ပြီးတော့လည်းရှင်ဘရဲ့အမိန်နဲ့နှစ်နှစ်အောင်ကလေးတွေစီရင်ဖို့ခိုင်းစေတဲ့အခါမှာသူဝရံပြေးအနေနဲ့အသက်ရှင်ခဲ့ရသေးတယ်။ကြီးပြင်းလာတဲ့အခါမှာလည်းတကယ်ကြောင်ကြီးကြောင်ကောင်းကုံတွေပွဲစားမဟုတ်ဘဲနဲ့ဖခင်ရဲ့လက်သမားအလုပ်ကိုလှုပ်ဆောင်ရင်းနဲ့ကြီးပြင်းလာရတယ်။အမှုတော်ထဲဝင်တဲ့အခါမှာလည်း ဝတ်တထည်ကိုတခုနဲ့ပဲဗိမ္မာန်တော်သွားတဲ့အခါမှာပေးเสียငွေတပြားတော့မရှိဘူးဆိုတာသူရဲ့တက်တော်စင်မှာတွေ့ရတယ်။တပည့်တော်၁၂ယောက်ရှိတယ်။အဲ့ထဲမှာမှတယောက်ကသူ့ကိုတစ္ဆာဖောက်သွားသေးတယ်။ကိုရိုနာတူဖမ်းခံမယ်ဆိုတဲ့ကြမ်းတဲ့တပည့်တော်တကယ်လာဖမ်းတော့အကုန်လုံးထွက်ပြေးသွားကြတယ်။နောက်ဆုံးကားတိုင်းတင်ခံရတယ်။ကားတိုင်းထဲမှာအသက်ပေးခဲ့တယ်။ဒါပေမဲ့အဲ့မှာတော့ မဆုံးသွားပါဘူးပေါ့နော်၃ရက်မြောက်တော့ညမှာရှင်ပြန်ထားမြောက်ခဲ့တယ်တပည့်တော်နဲ့ရပောင်း40နေပြီးတော့ကောင်းကင်ဘုံပြန်တက်သွားခဲ့တယ်ဒါကတမတ်ကျမ်းစာပါပရောဖက်ပြုချက်တိုင်းအုပ်ဖိုးခြင်းအာဏာစေရှိမယ်ငါတို့ဖို့သူငယ်ကိုဖွားမြင်မယ်နာမတော်မူကအဝတ်တိုင်းပင်ဖက်တကူကြီးသောဘုရားသခင်ဆိုတဲ့အတိုင်းပေါ့နော်ဒီနေ့ခရစ်တဂရီမှာကျွန်တော်အသက်ရှင်နေရခြင်းဖြစ်တယ်ပေါ့ဆိုတော့သူဒီဘဝကိုရွေးချယ်လိုက်ခြင်းဟာလူမျိုးစုံအလွှာဆုံး ဖူးတွေ့နိုင်ပူရန်အတွက်နှိမ့်ကြခြင်းမို့နှိမ့်ချစွာနဲ့အသက်ရှင်ခဲ့ခြင်းဖြစ်တယ်ဆိုတော့တော့အနည်းငယ်ပြောပြခြင်းတယ်ဆိုတော့နံပါတ်1ကတော့ဥနာကဗုဒ္ဓပေါ့နော်ဆိုတော့ဗုဒ္ဓရဲ့မိဘများတော့ BC 600လောက်ကအိန္ဒိယနိုင်ငံမဂရပီကပလဝမြို့တော်ကိုအုပ်ချုပ်တဲ့ရှင်ဘုရင်ရဲ့သားတော်လေးပေါ့နော်အိမ်ရှင်မင်းသားလေးလေးဖြစ်တယ်ပေါ့ဆိုတော့သူမိဘအမိကတော့တုတ်တော်ဒနာပေါ့ စကြမျိုးနွယ်စုတွေရဲ့မြို့တော်ဖြစ်တဲ့ဒီကပလဝတ်မြို့တော်အုပ်ချုပ်တဲ့ရှင်ဘရဲသားတော်ဖြစ်တယ်။ तू ကငယ်စဉ်ကတည်းကဒီမင်းစည်းစိမ်ထက်လောကုတ္တရာအရာပို့ပြီးတော့မှစိတ်ဝင်စားတယ်ဆိုတော့လည်းသိရတယ်။ဒီလိုနဲ့ตาဦးကိုရတဲ့ချိန်အသက်29နှစ်မှာအားလုံးကိုစွန့်ပြီးတော့မှ तू တောထွက်သွားပြီးတော့မှဆရာသမားတွေစီမှာတရားတွေလေ့လာခဲ့တယ်။30ရာနှစ်35အထိတော့ ကိုယ်တိုင်တရားတွေကိုကျင့်ကြံအားထုတ်ပြီးတော့သစ္စာတရား၄ပါးတရားတော်မြတ်ကိုရရှိခဲ့တယ်35နှစ်ကနေအသက်380အထိကိုဒီဒေသနာကို तू ကဝေငှခဲ့ပြီးတော့မှ तू ကကွယ်လွန်ခဲ့တယ်ဆိုတော့လေသိရတယ်ဗောနော်ဟောနောက်တူကတော့တမန်တော်မူဟာမက်ပေါ့နော်ဆိုတော့အစ္စလမ်ဘာသာရဲ့အဓိကပုဂ္ဂိုလ်ပဲဖြစ်တယ်အေဒီ980မှာ ူဖွားမြင်ခဲ့တယ်။အသက်စိတ်လောက်မှာတော့သူကချမ်းသာတဲ့မုဆိုးမတယောက်ကိုအိမ်တော်ကြားခဲ့ပြီးတော့မှသူထင်ပေါ်လာပြီးအသက်40လောက်မှာတော့သူကဒီဖန်ဆင်းရှင်ထာဝရဘုရားเจ้าကိုခေါ်ကြခဲ့တယ်။သူရဲ့နောက်လိုက်တွေများပြားလာပြီးတော့မှမြို့အဆိုးရကစိုးရိမ်လာတဲ့အတွက်သူ့ကိုဖမ်းဖို့အတွက် ပြင်ဆင်တဲ့အခါမှာမိုင်းနေရာလောက်ဝေးတဲ့မဒီနာကိုသူပြေးခဲ့ မဒီနာမှာသူဟောကြားဝင်လာတဲ့ခါမှာတော့ဒီ position tower ဘုရားကိုလက်ခံခဲ့ပြီးနောက်ပိုင်းမက်ကာကိုစစ်ခင်းပြီးတော့အနိုင်ရရှိခဲ့တယ်လို့သိရတယ်။အသက်60နှစ်လောက်မှသူကဆုံးပါခဲ့ပြီးသူဆုံးပါချိန်မှာတော့ဒီမက်ကာနဲ့မဒီနာနှစ်မြို့နှစ်မြို့ကဒီဘုရားကိုကိုယ်ွယ်တဲ့ဘာသာစတင်ခဲ့တယ်လို့သိရတယ်ဗောနော်။ဆိုတော့ သစ္စာပေးရင်ကြီးမှုဝေးတယ်စာမတက်ဘူးဒါပေမဲ့ဒီဖရာရဲ့ဖော်ပြချက်နဲ့ဒီကိုရံကျမ်းတအုပ်လုံးကိုသူတူဦးကြီးကနေပြီးရေးသားခဲ့တယ်ဆိုတာလေသိရတယ်ဘောနော်ဟောဒီခါမှာတလက်စထဲပြောလို့တာကတော့နှစ်300သူတို့နောက်ပိုင်းဘာသာရေးသမိုင်းကိုပြန်ကြည့်မယ်ဆိုရင်တခင်ရှုကောင်းကင်ဘုံတို့ပြန်လဲတက်ကြွသွားပြီး နောက်ပိုင်းပထမရာစုမှာတော့ခရိယမန်တင်နီရိုဘီယာတလို့တတ်တယ်ဒုတိယရာစုမှာတော့ဒီယောမာတို့ရဲ့ဘာလာဖယားကိုမကိုးကွယ်လို့ဆိုရင်ခရိယန်တွေကိုတတ်ပြန်တယ်တတိယရာစုမှာဒီလောက်တတ်တဲ့ကြားထဲကခရိယန်တွေတိုးလာတဲ့အတွက်သူတို့ကိုပြန်လဲပုံကန်နိုင်တယ်ဆိုပြီးတော့မှခရိယမန်တင်မြန်မာနိုင်ငံတက်ဖြတ်ခံပြန်သေးတယ်နောက်ဆုံး300နောက်ပိုင်းမှာတော့ကွန်ဆာတိုက်ပြီးအားဖြင့် ီဘာသာဘာသာကြီးဖြစ်လာခဲ့ခြင်းဖြစ်တယ်။ဘောဓဘာသာကိုပြန်ကြည့်မယ်ဆိုရင်တော့ AD เนาะဒီဒီ BC 300လောက်အထိကတော့ဒီအိန္ဒိယမှာဂိုင်းတစ်ခုအနေနဲ့ပဲတည်ရှိခဲ့တယ်။အဲ့နောက်ပိုင်းမှာတော့အာဘောဂမေနန်းတက်ခဲ့ပြီးတော့မှအဲ့နောက်ပိုင်းမှာသာဘာသာကြီးလှုပ်လိုက်ပြီးကိုတိုင်ကိုထာနေသာသနာပြုပြီးဆေလှုပ်ခဲ့တယ်ပေါ့နော်။အဲ့နောက်ပိုင်းမှာတော့ဒီသာသနာအဲကဘာမှာပြန်ပွားသွားခြင်းဖြစ်တယ်။ အစ္စလမ်ပြန်ကြည့်မယ်ဆိုရင်တော့တမန်တော်မိုဟာမက်နောက်ပိုင်းမှာသူရဲ့တပည့်တွေကဥရောပတောင်ပိုင်းမြောက်ပိုင်းသူတို့နေချက်သိမ့်ပိုက်ခဲ့တယ်သူတို့သိမ့်ပိုက်ခဲ့တဲ့နေရာတိုင်းကလည်းထိုဘာသာဝင်ဖြစ်သွားရတယ်ဆိုသိရတယ်ဒါကိုမကျေနပ်တဲ့ပြင်သစ်တဲ့ဂျာမနီပူပေါင်းပြီးတော့မှသူတို့မဟာမိတ်တွေကပြန်လဲတိုက်ထုတ်ခဲ့တဲ့ဘာသာရေးစစ်ပွဲကြီး AD 1000မှာဖြစ်ခဲ့တယ်နှစ်ပေါင်း200လောက်ကြာပြီးတော့လူပေါင်းများစွာတည်ဆုံခဲ့တယ်ဆိုတာဒါ ဘာသာရေးတမိုင်းပဲဖြစ်တယ်ဗောနော်ဆိုတော့သခင်ယေရှုကတော့ကဲ့တင်သောဖခင်လူစားတိခံယူလာခြင်းဖြစ်တယ်လူဘဝအသက်ရှင်တဲ့အခါမှာလည်းကျွန်တော်တို့အပြစ်ဒုစရာနေသူဖယ်ရှားပေးနိုင်တယ်လို့တမလုံးကိုလည်းတော့ကဲ့တင်ပေးနိုင်သောဖခင်ဖြစ်တယ်ဘုရားဘာသာကတော့ကိုကျင့်မှကိုရမယ်ဗောနော်ဒီကဲ့တင်ခြင်းကိုလက်မခံဘူးပြီးတဲ့အခါမှာ တန်တရားလက်ချင်းကိုဆက်ကျင်အောင်မယ်ပေါ့။အစ္စလမ်ကတော့မှန်သောဘုရားကိုကိုယ်ွယ်မယ်။ပြီးတော့တမန်တော်မှာလည်းထိုဘုရားရဲ့အမိန့်တော်နာခံဖို့ပဲပေါ့နော်။ဒါကဘယ်ဘာသာကောင်းတယ်မကောင်းဘူးကျွန်တော်ပြောခြင်းမဟုတ်ဘူး။ရွေးချယ်ရာလူသားတိုင်းကိုဘုရားလွတ်လပ်စွာရွေးချယ်ကိုယ်ွယ်ပိုင်ခွင့်ပေးထားပါတယ်။အယောက်စီအောင်ဖြားရှိကောင်းကြီးပေးပါစေ။